တော်လန်ရေးအတွက် SIF ကဘာကြောင့်အရေးကြီးလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးလို့ရမလားဟုတ်ကဲ့ဂျူလိုင်ကြီးကျွန်တော်တို့မြန်မာနိုင်ငံသားတွေချင်းဆိုင်အန်တုနေရတာကအစ်စ်တက်တက်တော်လန်ရေးအဖြစ်ဖြစ်ပြောင်းစနစ်ပြောင်း တော်လည်ရေးစနစ်တွေလည်းပါတယ်ဒီနေရာမှာပညာရေးနဲ့သက်ဆိုင်တဲ့တွေးခေါ်တော်လည်ရေးဆိုတဲ့အပိုင်းကိုပဲကျွန်တော်ပြင်းကြည့်ခြင်းတယ်အချမ်းဘတ်စစ်ကောင်စီကနေပြီးတော့ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့စစ်ကော်မရှင်ရဲ့လက်အောက်မှာစစချင်းပညာရေးဝန်ကြီးဌာနဆိုတာလုံးဝမပါလာသေးဘူးဒါအောင်ကြည့်ချင်းအဖြစ်ဘလောက်တောင်ချမ်းဘတ်စစ်တပ်ကရှက်တရားကင်းမဲ့ပြီးတော့တိုင်းပြည်ပေါ်စေတနာမထားလဲဒီလူငယ်တွေရဲ့အနာဂတ်ကိုနှိမ်ကြအောင်ထုံးချနေလဲဆိုတာတိုင်းပြည်ပြည်ပေါ့နော်တကယ်ကိုတင်ကောင်းစရာလဲကောင်းတယ်ဘူးဒီလိုမျိုးချမ်းဘတ်စစ် ်တပ်ဖွဲ့စည်းဆိုတာကလွတ်လပ်စွာပညာသင်ကြားရေးရန်သူဖြစ်နေရှိနေတယ်ဆိုတာထင်ရှားတယ်ဟိုတစ်ဖက်မှာလည်းနင်းတော်ဆုံးရှုံးရတဲ့ပြည်သူတွေထဲမှာချင်းသူမိသားစုတွေရှိတယ်တပ်ပေးတိုက်ဝန်ပေးဝင်နေကြတယ်ကျွန်တော်တို့ရဲ့မိခိုရဲဘော်လူငယ်တွေရှိတယ်တိုင်းတစ်ပါးကိုအပြေးတိမ်းရှောင်ကြရတယ်လူငယ်တွေရဲ့ဘိုင်းတစပညာရေးတွေသူတို့ရဲ့အိမ်မက်တွေကိုပြန်ပြီးအကောင့်ထဲပေါ်ပြီးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးကဘသူကမှလာပြီးပေးအပ်ရင်တောင်မှယူရမယ်တောင်းဝန်ရှိတယ်ချမ်ပတ်စစ်တပ်ကြောင့်စုပြတ်တက်နေတဲ့တိုင်းကြီးကိုလည်း ထူထောင်တဲ့နေရာမှာရေချင်းပြည့်မီတဲ့ပညာတတ်တွေမွေးထောက်ပေးဖို့ပညာရေးကအခြေခံအကျဆုံးကိုကျွန်တော်ကျွမ်းမဲ့ယုံကြည်တယ်ကျွန်တော်တို့နိုင်ငံကိုပြန်ရတဲ့အချိန်မှာဒီမြန်မာနိုင်ငံအသက်မှာရှင်သန်နေကြမယ့်နောက်မျိုးဆက်တွေအတွက် SIF ကအနာရေးနည်းပညာအခြေပြုပညာအမွေလက်ဆင့်ကမ်းဖို့ SDE ရဲ့ခရီးစနစ်တစ်ခုပေါ့နော်တနည်းအားဖြင့် Spring Galaxy ရဲ့နောက်ထပ် ခြေလမ်းကလည်းဖြစ်တယ်။ကျွန်တော်တို့လက်ရှိကြော်ဖြတ်နေရတဲ့ honorship တော်လည်းကောင်းလာအတွက် SIF ကအရေးပါတဲ့စိတ်ပိုင်းကိုပြောလို့ရတယ်။ဒါလေးကတော့ SIF ကဘာကြောင့်ရှိနေလဲဆိုတဲ့အကြောင်းလေးကိုချင်းချုပ်လေးကျွန်တော်ပြန်ပြီးပြပြပေးမယ်နော်။